မက်စလ30ရက်နေ့ကပြုလုပ်တဲ့အမျိုးသားကျန်းမာရေးစီမံကိန်း2019 2021စတင်ဆောင်ရွက်မှုအတိပေးခြင်းအခမ်းအနားမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ကပြောဆိုလိုက်တာပါပိုက်ဆံရှိမှကျန်းမာရေးကောင်းတယ်ဆိုတဲ့အခြေအနေမျိုးကိုမဖြစ်စေချင်ပါဘူးကိုယ်မှာပိုက်ဆံရှိသည်ဖြစ်စေမပြန်ပိုက်ဆံမရှိသည်ဖြစ်စေကိုယ်နိုင်ငံကကိုယ့်ရဲ့ကျန်းမာရေးကိုစောင့်ရှောက်သွားမယ်ဆိုတဲ့ယုံကြည်မှုနဲ့ကျမတို့နိုင်ငံသူနိုင်ငံသားများဟာရှေ့ဆက်ပြီးသွားနိုင်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ နိုင်ငံဟာတကယ်ပဲထူးခြားတဲ့လလာပါတစ်ခုကိုရထားပြီလို့ကျမတို့အနေနဲ့တောင်းပန်နေပါတယ်။ကျမရဲ့ဝန်ကြီးဌာနအနေနဲ့လည်းလာမယ့်ဘတ်ဂျက်နှစ်အတွက်အသုံးစရိတ်7ဘီလီယံတထောင်ရထားတယ်လို့ဆိုပါတယ်။ဒါဟာပြီးခဲ့တဲ့နှစ်ကတည်း7ဘီလီယံ200ခန့်ပုံမှန်သုံးစွဲထားတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီဘတ်ဂျက်အနေနဲ့ကျွန်တော်1 trillion ကျပ်ရပါတယ်။ပတ်စံတော်တော်များပါတယ်။ဒီပက်ဆံကိုကျွန်တော်လုံးဝအကျိုးရှိအောင်လုပ်ဖို့အတွက်ကျွန်တော်ဆုံးဖြတ်ထားတဲ့အတွက်29နှစ်18ဘတ်ဂျက်ဒီ နှစ်ဒီ budget ကျဲလို့တော့ကျွန်တော်ခေါ်ထားပါတယ်ကျွန်တော်တို့ဒါကိုဘယ်လိုလုပ်မယ်ဆိုတာလည်းအစီအမံများအားလုံးကျွန်တော်တို့ချထားပြပါပြီဘဏ္ဍာရေးအခြေအနေအရအကန့်အသတ်ရှိပေမဲ့မရှိတဲ့ငွေကြေးနဲ့လုပ်ဖို့ဆွဲထားတဲ့စီမံကိန်းမဟုတ်ပဲဖြစ်နိုင်ခြေရှိတဲ့စီမံကိန်းပဲဆွဲထားတာလို့ဒေါအောင်ဆန်းစုကြည်က ပြောပါတယ်ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့လည်းကျန်းမာရေးကဏ္ဍမှာပါဝင်ပြီးအားပေးဖို့လည်းဒေါအောင်ဆန်းစုကြည်ကပြောပါတယ်ကျွန်တော်နေပြုံးဝင်းမှာ